ဆရာတကုံရွှေများရေးသားသည့်ဝိညာဉ်လောကဝိတ္ထုတို့များစာအုပ်မှာသတင်းပေးသူဝိတ္ထုတို့ကိုဖတ်ပြမှာဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်မဖြစ်မီ၅နှစ်ခန့်လောက်ကရာဇဝတ်အုပ်ကုထုံးနိုင်ဆိုသူသည်မိမိအလုပ်လုပ်သောကဏ္ဍင်းမင်းကြီးမွေ38လမ်းရှိအိမ်ခန်းတစ်ခန့်တွင်ငှားရံကအိရှင်အတော်ကြီးထံထမင်းလကပေး၍စားတောက်နေထိုင်ခဲ့လေသည်။တာမရမရှိ တကူတဲ့ဖြစ်လေသည့်အတိုင်းကုထုံးနိုင်မှာ အလုတ်ဝတ္တရားမကြသောအချိန်များ၌မိမိ၏ပညာဉာဏ်ထက်သန်စေရန်အနောက်နိုင်ငံမှဆုံတော်ဝတ္ထုများကိုဖတ်ခြင်းမိမိကိုယ်အင်ကကြံ့ခိုင်တောင့်တင်းစေရန် အားကစားအမျိုးမျိုးကိုလေ့ကျင့်ခြင်းတို့ဖြင့်အချိန်ကိုကုန်လွန်စေ၏။ရုပ်ရည်အဖြစ်ကိုထွန်းလိုက်မှာချောမောသူတယောက်မဟုတ်ပေ။အရက်မှာငားပေလေးလက်မသာမြင့်ပြီးလျှင်တုတ်ခိုင်သောကိုယ်အင်ကရှိလျင်လက်မောင်းကဲ့သို့တမ္မာတောင့်တင်းသော လက်ကြီးများရှိလေသည်။တာမန်လူနှစ်ယောက်ကိုလက်နက်မပါဘဲ သူဤလက်မောင်းကြီးများဖြင့်နိုင်ငင်းစွာချုပ်တီးထားနိုင်သောပလေးအရာရှိတယောက်ပေသည်ကိုထွန်းလိုင်ဤဝါသနာမှာအလုံးနှင့်ပတ်သက်သောတောကများသည် အလုတ်ခွင်၌ကြံရင်ခဲ့၍အိမ်သို့ရောက်သည့်နှင့်တပြိုင်နက်လွတ်လပ်သောလူတယောက်အနေနှင့်ရှိနေခဲ့လေသည်ထို့သောကိုထွန်းလိုင်၌ကြီးမားသောဇာနာနှစ်ခုရှိ၏ပထမမျှော်မှန်းချက်မှာယာဒူးတက်လိုခြင်းဖြစ်၍ဒုတိယမျှော်မှန်းချက်မှာတင့်တောင့်တင့်တယ်လက်ထပ်လိုခြင်းဖြစ်လေသည်ထို့သောပထမမျှော်လင့်ချက်ပြည့်စုံမှသာ ဒုတိယမျှော်မှန်းချက်ကိုလက်လန်းနိုင်မည်အဖြစ်ကိုတွေးမိလေသည်။သို့ဖြစ်၍ကိုထွန်းလိုင်းသည်လွန်ခဲ့သောတနည်းခတ်မှစ၍ရာဒူးတိုးတက်ရာတိုးတက်ကြောင်းနီးလမ်းများကို ရှာဖွေလျက်ရှိရာထိုအခါကရာဇဝတ်မှုကြီးတစ်ခုခုကိုဖမ်းဆီးရမိနိုင်မှသာရာဒူးတိုးတက်ဖို့လမ်းရှိလေသည်။တညနိုင်ကိုထွန်းလိုင်းသည်ည၈နာရီလောက်တွင် အလုပ်ဝတ္တရားပြီးသဖြင့်မိမိညီသောအိမ်ခန်းသို့ပြန်လာခဲ့လေ၏။အိမ်ခန်းတကားကိုဖွင့်၍ဇပွဲတင်မှန်အိမ်ကိုမီးထွန်းထားခဲ့ပြီးနည်း အပေါ်အင်ကြီးကိုအခန်းနံရံအင်ကြီးချိန်၌ထိခဲ့ပြီးနောက်အတွင်းကန်းသို့ဝင်မြည်ပြူစဉ်ဇပွဲနောက်ဖက်ကလထိုင်မော်တွင်လူရိတ်ကဲ့သို့မြင်လိုက်သဖြင့်နောက်သို့ပြန်၍ဖြတ်ခနဲလှဲလိုက်လေသည်ကလထိုင်ပေါ်၌ကအသားမဲမဲနှင့်ဆုပ်ဆုပ်ပြက်ပြက်လူတယောက်အခန့်သား ထိုင်နေရှိသည်ကိုမြင်ရ၏ထို့သူမှာအဝေးအစားဆုပ်ဆုပ်ပြက်ပြက်ရှိနေုံများမကလွန်စွာပိန်ကြုံလျက်မွဲချောက်သောအသားအရည်လဲရှိလေသည်မှန်အိမ်မမီးအောင်သည် ထို့သူ၏ ပိန်ခွက်သောလဝဲဘက်ပါပြင်ပေါ်သို့မေးမိန်စွာကြာရောက်လျက်ရှိရာမျက်လုံးများမှမူအလင်းဘက်သို့ကြာရောက်တိုင်းစိတ်နဲ့လေအယောင်ထွက်နေတကဲ့သို့ကိုထွန်းလိုင်းထင်မိ၏ထို့သူသည်စကားလည်းမပြောကိုထွန်းလိုင်းအားလှဲ့၍မျှပင်မကြည့်ချင်ကိုထွန်းလိုင်းဘယ်နဲ့လူပါလဲဘာကိစ္စလဲထို့သူသည်စကားပြန်၍မပြောချင်ကိုထွန်းလိုင်းခတ်လိုက်ပါပြီကီယိုဘာကိစ္စလဲဗျခမည်းကျုပ်ကိုတွေ့ကျင်တော့လားထိုအခါမှလူပိန်သည် ခေါင်းကိုမတိမတာညှိလိုက်လေသည်ကိုထွန်းလိုက်ဘာပြောချင်သလဲပြောလေထိုသူကပါဇက်ကိုလက်ညှိုးထိုးကဥကောင်းကိုရမ်း၍ပြ၏ဘာလဲစကားမပြောတတ်ဘူးလားထိုသူကခေါင်းကိုညှိ၏ဒါဖြင့်စားနေရေးပြမလားထိုသူကဥကောင်းကိုထပ်၍ညှိပြန်လေသည်တို့နှင့်ကိုထွန်းနိုင်သည် စားရေးစက်ကူကန့်ညင်ခဲတံကိုထိုသူရှေ့သို့တိုး၍ပေးလိုက်လေသည်ကိုထွန်းနိုင်ကနှုတ်ဖြင့်မေးလိုက်တိုင်းထိုသူကစက်ကူပေါ်တွင်စားဖြင့်ရေး၍ဖြည့်သည်ဖြင့် ၎င်းမှာစကားမပြောတတ်တော့လဲကောင်းစွာနားကြား၍စာရေးတတ်ကြောင်းသိရလေသည်ကိုထွန်းနိုင်ဤမင်းမြန်းချက်များနှင့်ကိုသူကပြန်၍ဖြေဆိုချက်များကိုအောက်တွင်ရေးသားဖော်ပြထားကြောင်းကိုထွန်းလိုင်းခမရပါလို့ခြင်းလို့လဲထို့သူကျုပ်တည်င်းတစ်ခုပေးခြင်းလို့လာတယ်ဘာတည်င်းလဲမိတ်ဆွေလူဆိုးမောင်မောင်ကိုခမရကြားဖို့မှာပေါ့ပန်ဆိုရန်ဓမြမှုနဲ့တကြွကြသွားတဲ့မောင်မောင်လေးလက်ပြတ်မောင်မောင်မဟုတ်လားဟုတ်ပါတယ် သိတာပေါ့ဒီအကောင့်တကြုံကထွက်ပြေးလို့ပလိတ်မှာတော်တော်အလုရှုံနေအခုလဲရန်ကုန်ပြန်ရောက်နေတယ်လို့လို့သတင်းကြားတယ်ရန်ကုန်ပြန်ရောက်နေပြီရောက်ရုံပဲကမလဲဒီကနေ့ညပဲတိုက်တိုက်ကိုဖောက်တော်မယ်ဒီမှာလာပြီးကျုပ်သတင်းပေးတာပဲဘယ်မှာလဲခမားဘယ်လိုသိတယ်လဲခမားဘယ်သူလဲရာဇဝိအော့ကိုထွန်းလိုက်သည်အသက်ကိုမျှမရှူနိုင်မဲမိကောများကိုစင်တိုက်မိလိုက်လေသည်ကျုပ်ဘယ်သူလဲဆိုတာမဖြေနိုင်ဘူးဟုတ်သားပဲကျုပ်တကြီးလစ်သွားလို့ပါ တည်င်းပေးသူရဲ့အမည်နာမကိုထုတ်ဖော်ခြင်းမပြုရဘူးဆိုတဲ့ဥပဒေကိုကျုပ်သိပါတယ်ဗျာဒီအကောင်ကိုစုငွေတထောင်ထုတ်ထားတယ်မဟုတ်လားဟုတ်ပါတယ်ဒါထက်ခမားကိုတခုမေးရအောင်မေးခမားရဲ့ဘဝခရီးစမှာအမတန်ကြီးမားတဲ့မျှော်လင့်ချက်ကြီးနှစ်ခုရှိရဲ့မဟုတ်လားအလိုခမားဘလို့လို့သိလဲဘလို့သိသိလဲဒီဟာအရေးမဟုတ်ပါဘူးဒီအကောင်ကို ခမားဖတ်မိရင်ခမားလူအင်စနာကြီးပြေဝရတော့မေးဟုတ်တာပေါ့ဗျာကျေးဇူးတင်ပါတယ် ေစုတင်စရာမလိုပါဘူး။ကျုပ်ကိုယ်တိုင်သတင်းမပေးဘဲမနေနိုင်လို့လာပေးရတာပါ။ခမားကသူနဲ့ကြံပေါ်ကြံဖက်လာ။အရင်ညုံးကတော့ဟုတ်ပါတယ်။အခုတော့ကောအခုတော့ကျုပ်ကနေချနေပါပြီ။ဘလို့နေချနေရလဲ။ဒီဟာတွေမေးမနေပါနဲ့လေ။ခမားနယ်လည်းမဆိုင်ပါဘူး။လူရင်းအချက်ကသူ့ဘဲကိုလာလိုက်မယ်ဆိုတာသိဖို့ပဲမဟုတ်လား။သူလာမယ့်နေရာကသူ့ကိုစောင့်ဖမ်းရုံပေါ့။ဟုတ်ပါတယ်။သူ့မှာတန်းတန်းရှိရင်နော်။တတိထားဒါလည်းပါတယ်။ကောင်းပါပြီဗျာ။ တို့ပဲကျုံမှလည်းတန်းတတ်ရှိတာပဲပြီးတော့ဒီအကောင်ကအင်မတန်လက်မြန်နေဟုတ်တယ်ကျုံလဲကြားဘူးတယ်ဟယ်ပင်လန်းကဒေါ်မြတီတိုက်ကိုခမားတီလားဟုတ်ဆုံးမှတတိယကတော်ကြီးဒေါ်မြတီမဟုတ်လားဟုတ်တယ်အဲ့ဒီတိုက်ကိုအခုညတနာရီထိုးမှသူဖောက်ဝင်လိမ့်မယ်ခမားသွားပြီးစောင့်ပြီးတော့နောက်ဖေးမိဖို့ပရင်ပေါက်ကဖွင့်ပြီးအိမ်မကြီးထဲဝင်လိမ့်မယ်ဟာတဲတိရဲ့လူပါကလားညီအုပ်ညီအုံခမားပြောရရင်ကျုပ်ဒဏ်ရာရရဲ့မှာတည်တည်ချာချာရေးပြီးမှတ်ရအောင်ပဲဗျ ပြီးတော့ခမည်းအမိနဲ့နေရလိမ့်စားပါမှတ်ထားရအောင်မယ်။ဒီဟာကကျုပ်တို့ထုတ်ဖော်ပြီးပြောဖို့မဟုတ်ပါဘူး။အကူအကရအောင်မှတ်ထားဖို့လိုတယ်။ခဏညီအောင်များရယာရီစာအုပ်မှာကိုအင်းကြီးအိတ်ထဲတွင်ထည့်ထားသဖြင့်ကိုထွန်းနိုင်သည် အခန်းငယ်ရန်စီတို့သွားကအင်းကြီးကျိတ်တွင်ချိတ်ထားသောအင်းကြီးအိတ်တွင်မှရယာရီစာအုပ်ကိုနှိုက်ယူလေ၏သို့တော်ပြန်၍လှည့်လိုက်သောအခါ၌ကထိုသူမရှိတော့ခြင်းသို့နှင့်ကိုထွန်းနိုင်သည်ဝရန်တာတစ်လျှောက်တွင် ကြည့်တော်လဲထိုသူကိုမတွေ့ရသဖြင့် လေကားအောက်သို့ဆင်း၍လိုက်လေ၏အောက်ထပ်သို့ရောက်နေအေကန်ရှိတကားပေါက်တွင်အိရှင်အတော်ကြီးညင်အဖော်မိမကြီးတယောက်ကိုတွေ့ရသဖြင့်ကိုထွန်းလိုက်အတော်လူတယောက်ဆင်းသွားတာမမြင်ဘူးလားအိရှင်အတော်ကြီးမမြင်ပါကလားမောင်ရဲ့ဘယ်တော့ကလဲအခုပဲခမတမနစ်လောက်ပဲရှိအောင်မယ်ဆင်းမလာပါဘူးအတော်တို့စကားပြောနေတာဘလောက်ကြာပြီလဲကွန်တရာညက်သားရှိပါပြီဆင်းလာရင်မြင်မှာပေါ့မဟုတ်ပါဘူးဒီလူပဲရောက်သွားပါလိမ့် အိမ်မော်ရှိခြင်းရှိအောင်မှာပေါ့တို့ညင်ကိုထွန်းလိုက်သည်လျင်မြန်စွာပျောက်သွားသောလူကိုအပေါ်ဒက်တွင်လိုက်၍ရှာပြန်၏သို့တော်ဤသည့်ညရင်မျှမတွေ့ရခြင်းတို့နှင့်ကိုထွန်းလိုက်သည်မိမိအိမ်ခန်းထဲသို့ပြောင်းဝင်ကဇပွဲကလထိုင်များအောက်ပါမကျန်ရှာဖွေကြည့်ရှုလေသည် ထူဆန်းသောသူကနေရာ၌ပင် မြေမြူ၍သွားတကဲ့သို့ပျောက်ချင်းမလှပျောက်ွယ်၍သွားကလေး၏ကိုထွန်းလိုက်သည်ကာကီရှက်နှင့်ဘောင်းမီတို့ကိုဝတ်ပြီးလျင်ခြေတံမကြသော တ်တူရွက်ဖြင့်ဖနက်ကိုစီးလေ၏ထို့နောက်ခြောက်လုံးပြူတနက်ကိုလက်ရဘက်ပေါင်းမီအိမ်၌ထည့်ပြီးနှင်လက်ဝဲဘက်တွင်လက်နှိတ်တမီတလက်ကိုထည့်လေသည် ထို့နောက်မကြမီတက္ဆီတစ်စီးဖြင့်ဟယ်ပင်လန်းသို့သွားရောက်လေ၏လမ်းတော့မှောင်ရင်တစ်ခုတွင်တက္ဆီကားကိုပြန်၍လွှတ်ပြီးနောက်မင်းကတော်ကြီးတိုက်ရှိရာသို့သွားလေ၏ခြံဝင်းဝါရှိအဆောင်အားမိမိကပြားလေးကိုထုတ်ပေးလိုက်ပြီးနှင်ခိတ္တဆောင်ဆိုင်ကြီးရာတခဏမျှကြားလက်တော့အဆောင်ပြန်လာ၍ ုထွန်းနိုင်အားခြံတကားကိုဖွင့်၍ပေးလေ၏။ဧကန်းတွင်မင်းကတော်ကြီးသည်ကိုထွန်းနိုင်အားနေရာထိုင်ခင်းပေးကာတွေ့ဆုံလေ၏။ကိုထွန်းနိုင်ကထိုညတွင် လူဆိုးတယောက်မင်းကတော်ကြီးအိမ်ကိုဖောက်ထွင်းရန်ကြံစီသည်ကိုတခြင်းရသဖြင့်လာရောက်ကြောင်းမိမိမှာပလေးအရာရှိတဦးဖြစ်၍အလုတ်ဝတရားအတိုင်းလာရောက်ခဲ့ခြင်းဖြစ်ရာထိုလူဆိုးကိုဖမ်းဆီးရမိကစုငွေတထောင်ရရှိမိအပြင်ရာဒူးတိုးတက်၏အတွက်ညှော်လင့်ချက်ရှိကြောင်းနှင့်ရင်းကိစ္စမှာ မိမိ၏ဘဝခရီးကိုပြုပြင်ပေးမည့်ကိစ္စဖြစ်ကြောင်းရှင်းလင်းပြောပြလေ၏အတော်ကဒီလမ်းမှာနည်းနည်းညမဲကလေးလေးရှိပြန်အိမ်သူယောက်ျားလေးမရှိပြန်ဆိုတော့ကြံစီဝတ်နာပဲခမညာပြီးတော့မောင်ရင်မို့ပြောရအောင်မေအခုတလောအတော်ကစိမ့်အယောင်းအဝယ်ကလေးလုံနေတယ်မောင်ရဲ့ဩဒါကြောင့်ကိုဒီအကောင်က အင်မတန်လျင်တဲ့အကောင်လားခမညာတကြုံကတောင်လက်လွတ်ထွက်ပြေးလာတဲ့အကောင်မေညမဲကဘယ်သူလဲလက်ပြတ်မောင်မောင်နဲ့ခမညာ လဝက်ဘက်လက်တန်းကလေးတစ်ချောင်းပြက်နေလို့လက်ပြက်မောင်မောင်လို့ခေါ်ကြတယ်။မောင်ရင်လာတာတယောက်တည်းပါကလားဖြစ်ပါမလား။ကိစ္စမရှိပါဘူးခမညာကျွန်တော်မကြောက်ပါဘူး။ဒါထက်အစီကံတွေကဘယ်မှာအိတ်ကြတယ်လဲခမညာ။အောက်ထပ်မှာပါမောင်။အတော်ကအိမ်မော်ကအခန်းထဲမှာတူမာလေးတယောက်နဲ့အတူတူအိတ်တယ်။အောက်ထပ်မှာတော့အိမ်ရှိမှာတောက်တို့မေရခိုင်းတဲ့ကောင်းကလေးအိတ်တယ်။ဒီဘိုဘက်မှာထမင်းချက်တဲ့နေမယားရှိတယ်။ဒါပါပဲ။ဒါဖြစ်ရင်အိမ်ရှိမှာအိတ်တယ်ဆိုတဲ့တငယ် ီကနေ့ညအိမ်မော်ပြောင်းအိပ်ပါစီလားခင်ဗျာကောက်ပါပြီမောင်းတဘောအတိုင်းပါပဲနောက်ဖေးမိဖို့ကြောင့်အိတ်တဲ့နင်းများကိုတော့အိမ်ရှိခန်းပြောင်းအိပ်စီခြင်းနဲ့ဒါလည်းဖြစ်နိုင်ပါတယ်မောင်းအောက်ထပ်ကိုကျွန်တော်တစိမ့်လောက်ကြည့်ပြစီခင်ဗျာကြည့်ရပါတယ်ကြည့်ရပါတယ်လာပါတို့နှစ်ကိုထွန်းလိုက်သည်မင်းကတော်ကြီးညင်အတူအောက်ထပ်သို့ဆင်းခဲ့လေ၏အောက်ထပ်အိမ်ရှိဘက်တွင် အချောတိုက်ထားသောကျမ်းမြင်ပေါ်တွင်ဇပွဲတစ်လုံးကိုဝိုင်းကကျင်းကလထိုင်ပုကလေးများကိုချထား၏အခန်းဝတွင် ယူရိုအလှနှလုံးရှိ၍မိဖို့နှင့်ကက်ရက်ရှိသောအခန်း၌ကသုံးပေကန်အမြင့်ရှိသည့်မိခင်တစ်တာကြီးရှိလေသည်ထို့နောက်ကိုထွန်းနိုင်သည်အိမ်နောက်ဖွေးမိဖို့နှင့်တကွမိဖို့မှအိမ်မသို့ဝင်သော တကားအခြေအညီကို၎င်းမိခင်တစ်တာကြီးထားသောအခန်းကို၎င်းကြည့်ရှုလျက်ရှိလေ၏မိခင်တစ်တာထားသောအခန်း၌ကအခြားပြောပါလောက်သောပစ္စည်းတစ်စုံတရာမရှိဘဲအိမ်သုံးပစ္စည်းအချို့တင်ထားသောဇပွဲနှလုံးနှင့် နီးကန်တစ်တာနှင့်မျက်နှာချင်းဆိုင်ဘက်ခက်ဆောင်းဆောင်းကျသောနေရာတစ်ခုတွင်စာအုပ်ဟောင်းများထည့်သည့်မက်တပ်ဘီရိုကြီးတစ်လုံးရှိလေသည်ကိုထွန်းလိုင်သည် ထိုဘီရိုမှတော့ကိုမင်းကတော်ကြီးထံမှတောင်းယူလေသည်ထို့နောက်ကိုထွန်းလိုင်လည်းမင်းကတော်ကြီးအားတန်တစ်တာအတွင်မှ အဖိုးတန်လက်ဝတ်လက်စားနှင့်ငွေများကို ထုတ်ယူသိမ်းဆီးထားစေပြီးနောက်ဒါထက်အောက်ကဘလို့အတန်မျိုးပဲကြာကြာမင်းကတော်ကြီးကိုယ်တိုင်စစ်မလာပါနဲ့ခင်ဗျာကျွန်တော် အလိုရှိရင်ခေါ်လိုက်ပါမယ် ခိုင်းတဲ့တငယ်လေးနဲ့ထမင်းချက်ကိုလည်းဒီအတိုင်းအမိန့်ပေးထားပါ။ကောင်းပါပြီမောင်။မင်းကတော်ကြီးဤအိမ်သားများအားညီသူမြအပြင်သို့မထွက်ရန်နှင့်စောစောအိမ်ရန်စီစဉ်မှကြားပြီးနောက်ကိုထွန်းလိုက်သည်။မိခင်တစ်တာရှိသောအခန်းသို့လာခဲ့လေ၏။ထို့နောက်ဆက်တနာဤထိုးလက်တော်ယူရိုကြီးအတွင်းသို့ဝင်ခဲ့လေသည်ကျယ်ဝန်းသောခြံကြီးများဖြင့်လူငယ်အင်ဂျင်နှဲပါသောရက်ွက်လဲပြပြန်အချိန်ကလည်းညံ့ညက်၍လာပြန်ရကားကိုထွန်းလိုက်သည မိမိ၏အသက်ရှူသန်းခြင်းလက်ပတ်နာရီကလေးမှစက္ကန့်လက်တန်သွားတန်ကလေးများကိုပင်ကျေလောင်စွာကြားရ၏မိညစ်ပိုင်းမြသောအချိန်ကလေးကိုပင် အလွန်ကြာညောင်းသည်ဟုအောက်မေ့မိ၏ဤလမ်းမကြီးနှင့်လည်းများစွာမဝေးလာသဖြင့်တခါတရံတဲကနေရှဲကနေဖြတ်တန်းပြေးသွားသောကားသံများသည် စိတ်ငြိမ်သောအမောင်တို့ကိုကြော်လွှားကမိမိပုံအောင်နေသောဘီရိုအတွင်းသို့ဝင်ရောက်လာသည်ဟုပင်ထင်မိ၏အိမ်ဤပဝင်းကျင်၌ကစိတ်ငြိမ်မြဲစိတ်ငြိမ်လျက်ရှိလေသည် အချိန်မှာတနာယီ၈မိနစ်မျှရှိလေးပြီကိုထွန်းလိုင်းသည် နောက်ဖေးဘက်မှချွတ်ခနဲအတန်တစ်ခုကဲ့သို့ကြားလိုက်ရသဖြင့်နားဆွင့်၍ထောင်မိ၏အတန်မမီအောင်စောစောကပင်စီထည့်ထားသောမိမိ၏ဘီရိုတကားကိုလက်မဝက်ခန့်ဖွင့်၍ကြည့်၏ထိုအခိုက်မိဖို့ဘက်မှ တကားရုတ်တရက်ပွင့်လာပြီလေအဝေးအုပ်ထားသဖြင့်မင်းမိန်စွာထွက်ပေါ်လာသည့်ဓမီယောင်ကလေးသည်မိခင်တစ်တာကြီးရှိရာသို့ဝေယံဖြတ်တန်း၍ထိုးလိုက်သည်ကိုမြင်ရ၏ ထိုခဏ၌ဘောင်းမီအညက်ကိုဝှက်ထားသည်ကိုလုံးကိုပေါက်တောင့်တင်းဟန်ရှိသော လူတစ်ယောက်သည်ကျမ်းမြင်ကိုကြောင်ကဲ့သို့ပေါ်ပါးစွာနင်းလျက်အခန်းတွင်သို့ဝင်လာလေသည်ထိုသူသည် အခန်းတောင်များရှိရာသို့လက်နှိတ်တမိကိုခတ်အုပ်အုပ်ဝှေ့ရန်ထိုးလိုက်ပြီးလျှင်မိခင်တစ်တာရှိရာသို့ဝင်လာလေသည် ထိုနောက်တစ်တာဤတောပေါက်များကိုတေးချစွာ ကြည့်ပြီးလျှင်ညရာတစ်ခုကိုရွေးချယ်ညီဟန်ဖြင့်လက်နှိတ်တမိဖြင့်ထိုးကရှာဖွေလျက်ရှိလေသည် ထိုအချိန်၌တံမီးရောင်သည် ချောမွေ့ပြောင်းလက်သောတန်တစ်တာဤမျက်နှာပြင်ပေါ်သို့ကြာရောက်လျက်ရှိရာအလင်းရောင်သည်သူဤမျက်နှာပြင်ပေါ်သို့ပြန်ဟန်းလျက်ရှိလေသည် ကိုထွန်းလိုက်သည်ချောင်းမြောင်းကြည့်ရှုရာမှထိုလူဆိုးဤမျက်နှာကိုမေးဆောင်မြင်ရသောအခါလူဆိုးစင်းရင်တပ်ပုံတွင်မိမိမြင်ခဲ့ဘူး၍စိတ်ထဲတွင်ဆွဲမှတ်ထားသော လူဆိုးမောင်မောင်ဤမျက်နှာကိုမှတ်မိလေ၏။တကြိမ်တွင်ဓမီရောင်သည် ထိုသူဤလက်ဝဲဘက်လက်ပေါ်သို့ကြာရောက်သွားရာ ပြည့်၍နေသောလက်တန်းကလေးကိုရိတ်ခနဲမြင်လိုက်ရသဖြင့်ပို၍တေးကြနေ၏လူစိုးမောင်မောင်သည်ဘောင်းမီအိတ်အတွက်မှအလျား6လက်မှအနံ4လက်မှဒု2လက်မှကန့်ကရိယာတစ်ခုကိုထုတ်ယူလိုက်၏ထို့နောက်나ယီများကိုတော့ပေးတဲ့ကဲ့သို့နှစ်ပတ်သုံးပတ်မြာလက်တံတစ်ခုကိုလှည့်လိုက်ပြီးနင်း၎င်းကိုတန်တစ်တာမျက်နှာဝအလဲလောက်တွင်ကြည့်၍ထားကခလုတ်တစ်ခုကိုနှိပ်လိုက်လေသည်ထို့အခါ အရှိရှိမြည်သောအတံများထွက်ပေါ်လာပြီးနောက်ထိုကရိယာအတွင်မှမျက်စိမိပန်းရောင်ကဲ့သို့သေးငယ်သောရောင်ခြည်တန်းကလေးတစ်ခုထွက်ပေါ်လာလေ၏ထို့အခါမောင်မောင်သည်ရဲမျက်စိရောင်ကိုမိမိအလိုရှိသောနေရာတဝိုက်သို့လှည့်ပတ်၍ပေးလေသည်ရင်းကဲ့သို့ပြုလုပ်လျက်ရှိရာတစ်ချိန်တွင်မောင်မောင်သည် စကရိယာကလေးကိုရက်ခါမတင်ငါဟန်ဖြင့်တခန်းလုံးကိုလက်နှိပ်တမီဖြင့်ထိုး၍ကြည့်နေသောအခါ၌ကကိုထွန်းနိုင်သည်တခါလေပြစ်ချလိုက်တော်မည်ဟု တနက်မောင်းပေါ်၌ပင်လက်တင်လိုက်မိ၏သို့သောလက်နှိုက်တမိရောင်သည်တကားဝကိုကျော်လွန်ပြီးနောက်လျင်မြန်စွာပျောက်ွယ်၍သွားလေသည်အချိန်နှောင်းနေရန်မဖြစ်တော့ပြီ ကိုထွန်းလိုက်သည်ဘီရိုတကားကိုဖွင့်လိုက်ပြီးနောက်မောင်မောင်၏နောက်ကျောကိုကြားကဲ့သို့တဟုန်တို့ခုံ၍အုပ်လိုက်ကာလက်နှစ်ဖက်ကိုချုပ်ကင်လေ၏သို့သောမောင်မောင်ကကိုထွန်းလိုက်ထပ်ပင်လျင်မြန်တကဲ့သို့ရှိတော့၏ကိုထွန်းလိုက်၏အလေးချိန်ကြောင့်မောင်မောင်မှာရှေးသို့ဟတ်ထိုးလဲကျသွားတော်လဲ ထိုအခိုက်အတန့်၌ပင်အောင်မောင်သည်ခါးကြားထဲမှ တမြောင်ကိုဆွဲထုတ်ကာကိုထွန်းလိုင်၏လဝဲဘက်လက်မောင်ကိုတစ်ချက်ထိုးလိုက်လေသည်ထိုအခါကိုထွန်းလိုင်မှာမတက်တာတော့သဖြင့်မောင်မောင်ဤလက်ရဘက်လက်ကိုလွှတ်လိုက်ပြီးရင်တနက်ရိုးဖြင့်မောင်မောင်ဤဂျိုဆောင်ကိုတစ်ချက်ပြင်းထန်စွာရိုက်လိုက်ရာမောင်မောင်သည်တတိမိကစံမြင့်မော်တို့လဲကျသွားတော့၏မကြမီမင်းကတော်ကြီးနှင့်တကွအစီကံများရောက်လာကြရာ ကိုထွန်းလိုင်ဤညွှန်ကြားချက်အရာ အိမ်ကြီးချင်းအချို့ပါလာရောက်ပြီးလျင်ဝိုင်းဝန်းကူညီကြလေသည်အိမ်ကြီးချင်းစစ်ဗိုလ်တယောက်ကကိုထွန်းလိုင်ဤလက်မောင်းမှတရားကိုအဝိစတစ်ခုဖြင့်စီးနှောင်ပြီးမင်းကတော်ကြီးကပြောပြသောအခါမှသာမင်းကတော်ကြီးဤအိမ်အတွင်သို့လူစိုးတယောက်ထွန်းဖောက်ဝင်ရောက်ကြောင်းနှင့်ပလိအရာရှိတဦးကသတင်းအရာလာရောက်ဆောင်ဆိုင်ဖန်စီကြောင်းသိကြရလေ၏။나이ဝတ်မြကြသောအခါအချားပလိအရာရှိတဦးနှင့်ပလိသားနှစ်ယောက်ရောက်လာ၍လူစိုးကို ဌာနသို့ပို့အပ်လိုက်ကြလေသည်။နောက်9ရက်ခန့်ကြာသောအခါကိုထွန်းလိုက်သည်လက်ပြက်မောင်မောင်ထံမှသူ့အားတွေးဆုံလိုကြောင်းဆေးရုံမှရေးလိုက်သောစာတစောင်ရရှိသည်ဖြင့်သွားရောက်တွေးဆုံနေ၏။အချိန်မှာနေ့လေဖြစ်သည်ဖြင့်ဆေးရုံကြီးမှာအတော်အတန်လူရှင်း၍ညီပြီးနေ။အချုပ်သမားများထားသောအခန်းတစ်ခန်းရှိကတင်တလုံးပေါ်တွင်မောင်မောင်ကိုတွေ့ရလေသည်။ပလေသားနှစ်ယောက်ကမင်းမွေးမှစောင့်ကြည့်လျက်ရှိရာမောင်မောင်သည်ကိုထုံးနိုင်ကိုမြင်သောအခါ ဥကောင်းတွင်ပတ်ထားသောဗတ်တီးကိုအထက်သို့အတိုင်ငယ်မြင့်တင်လိုက်ခါကိုထွန်းလိုက်အားဖော်ရွေစွာနှုတ်ဆက်ပြီးနင်းညရထိုင်ခင်းပေးလေသည်မောင်မောင်ထိုင်ပါဆရာကျွန်တော်ဖြင့်ဆရာလာမလာပါမလားလို့အောက်မေးမိတယ်အာနာသည်ဟန်ဖြင့်ကိုထွန်းလိုက်ကငါနည်းနည်းလက်လွန်သွားတယ်ကွယ်မောင်မောင်စိတ်မရှိညက်ကွယ်နော်မရှိပါဘူးဆရာကျွန်တော်သိပါတယ်ဒါဟာဆရာအလုပ်ဝတ်တရားပဲပြီးတော့ဆရာကသာလက်မအူးရင်အခုလောက်ရှိရင် တာမွေလာကြံတော့လားဆရာရောက်နေပြီဟုတ်တာပေါ့ကွဒါကြောင့်ဒါထက်ညီပါအောင်ဆရာရဲ့ဆရာကိုဒီကိစ္စမှာဘသူများသတင်းပေးတယ်လဲမသိချင်ပါနဲ့ကွဘသူပေးပေးမင်းတပည့်တဲကဖြစ်မှာပေါ့ကျွန်တော်တပည့်မမွေးဘူးဆရာတကယ်လို့မွေးရင်လဲဘယ်တော့မှသူတို့ကိုဒီလိုကိစ္စမှာအတိမပေးဘူးအထူးသဖြင့်အခုကိစ္စမှာကျွန်တော်တယောက်တည်းကြံစီတာဆရာရဲ့ဘသူမှမသိဘူးဟုတ်ကဲ့လားဟုတ်ပါတယ်ဆရာရဲ့ ကျွန်တော်ကအခုအခြေရောက်မှဆရာကိုလိန်ပြောရအောင်မလားမျက်ပြန်တစ်ပတ်ပဲထောင်ရောက်တော့မယ်ကိုထွန်းလိုက်သည်မိမိထံသို့ထူးဆန်းစွာလာရောက်တည်င်းပေးသော လူဤအကြောင်းကိုအတန်ကြာတွေးဝေးစဉ်းစားလျက်ရှိလေ၏ဆရာပါစဉ်းစားနေရတယ်ပြောစမ်းပါဆရာဒီလူကျွန်တော်သိကျင်လုံးလို့ပါမောင်မောင်ကလည်းကွယ်အခုမှ မသိကျင်ပါနဲ့တော့ငါမှပြောဖို့လဲဝတရားမရှိဘူးကွယ်ပြီးတော့တကယ်လို့ငါပြောကျင်အောင်သူ့နာမည်လည်းမသိဘူးသူပဲထွက်သွားတယ်ဆိုတာတော့ငါမသိလိုက်ဘူး ။ဘယ်နဲ့ပြောတာလဲဆရာ။အဟုတ်ကောငါမသိဘူးမမောင်။စကားတော်ငါနဲ့ပြောလို့မဆုံးသေးဘူး။ဒီလူပြောက်သွားတယ်။ဆရာဟာကလည်းမရေရာလိုက်တာဘယ်နဲ့ဟာလဲ။တို့ပေမဲ့သူရေးပြတဲ့အိမ်ရော အချိန်ရောကိုက်နေတာပဲကွ။ဟာဆရာရဲ့ရေးပြတယ်ဟုတ်စား။ဟုတ်တယ်စကားမပြောဘူးစာနဲ့ရေးပြတယ်။စကားမပြောတတ်ဘူးထင်ပါရဲ့ကွ။ငါမေးသည်မသူကစာနဲ့ကြီးရေးပြတာပဲလူပုံကအသားမဲမဲမွဲ၆၆စပင်စတူနဲ့ ဟုတ်တယ်ဟေ့ဟုတ်တယ်အလိုလေးဖះဖះကဲတော့မူပါလက်ဆက်သက်တော်စကားမပြောတတ်တယ်အအဆန်ရှုံးမှာကလားဒါဖြင့်မင်းသူ့ကိုတိရပေါ့တိယုံဘဲကမလဲဆရာ သူ့ကိုကျွန်တော်တတ်လိုက်တာတလားလောက်ရှိပြီခမဗဇက်ကသာစကားမပြောတတ်တာအင်မတန်အကင်းပါတယ်အညာသားမွဲချောက်အကောင်ဟင်မင်းသူ့ကိုတတ်ပြီးပြီဟုတ်လားတတ်ယုံတော့မကဘူးသူ့အလောင်းကိုကျွန်တော်ကိုယ်တိုင်တွင်းတူးမြုပ်ခဲ့ ဒါဖြင့်တခြင်းလာပေးတာလူမဟုတ်ဘူးပေါ့။သူသေးသွားတော့သူ့ရဲ့တဆေဖြစ်မှာပေါ့ဇာ။ထူးဆန်းလိုက်နေမောင်မောင်ရဲ့။ငါတသက်နဲ့တကူမကြုံဘူးပါဘူးကွယ်။ဒီလိုဇာရဲ့ကျွန်တော်တကြုံးကထွက်ပြေးလာပြီးထောက်ကျက်မှာဆွေမျိုးတစ်ယောက်ရှိရာနဲ့အตาရုပ်ဖြတ်ပြီးခုန်နေတော့ဒီအကောင်ကကျွန်တော်အကြောင်းဘယ်တော့မှသိလာမယ်မသိပါဘူးခမညာ။ကျွန်တော်အကြောင်းပလိတ်ကိုတင်ပြေးတာကိုခမညာ။ဒါနဲ့ကျွန်တော်လဲရွာမမနေဝင်တော့ပဲထွက်ပြေးပြီးလက်ခုမှခုန်နေရတယ်။တနေ့တော့ ရင်ဝင်ရည်ရောရွာအပြင်ဘက်မှာတယောက်ချင်းတွေ့တာနဲ့အတန်လဲမကြအောင်ဓမြောင်နဲ့ထိုးတက်လိုက်ရတယ်။ပထမအချက်ကဇက်ကောင်းမထီလီတော့သူ့အိတ်ထဲကခဲတံနဲ့စက်ကူကလေးကြပြာကြရာထုတ်ပြီးကျွန်တော်ကိုစာရေးပြသွားတယ်။ဘာတဲ့လဲ။ဒီဘဝမှာတည်င်းမပေးရရင်ညင့်ကိုနောက်ဘဝကလာပြီးတည်င်းပေးမယ်တဲ့။အင်းသူပြောတဲ့အတိုင်းလာလို့တာပဲ။ဒါကြောင့်ကျွန်တော်တယောက်တည်းကြိတ်ပြီးလုပ်တဲ့အလုပ်ကိုသူသိတာပေါ့ဇရာရဲ့။ဇရာလက်ကအနာကော အတော်သက်သာလား။ တတပါပြီကွယ်ကိစ္စမရှိပါဘူးမင်းသားကအပေါ်ရန်ရှက်ပြီးပြတ်သွားတာပါအယိုးကိုမထိပါဘူးကောင်းပါလေရဲ့ခမဒီလိုကြားရတာကျွန်တော်ဝမ်းသာပါတယ်ထိုညနိုင်ရာဇဝတ်အုပ်ကိုထွန်းနိုင်မှာမိမိအားထူးဆန်းစွာတည်င်းပေးလာသူဤမျက်နှာကိုသာတရေရေမြင်ရောက်၍ညီလေးတော်သည်ရှုမဝမဂဇင်း1956ခုနှစ်မတ်လ